အဲ့တော့ဝီလီယားမှာကြာတော့ဗျာတိတိကျကျခိုင်းရင်ခိုင်းတဲ့အတိုင်းဖြစ်မှသာပါရာစစ်ကကြာတယ်အဲ့တော့ဥဒိသကိုတက်ပါလို့ခိုင်းလိုက်တာတက်တဲ့ဘက်ကလူမားပြီးတော့တခြားသူကိုတက်လာလဲဆိုရင်အဲ့တော့ခိုင်းတဲ့ဘက်ကပါရာစစ်ကမကြဘူးဒါပေမဲ့အကုသိုလ်ကတော့ဖြစ်ပြီးခိုင်းနေတယ်ကအကုသိုလ်ဖြစ်နေပြီတော့တက်ပါလို့ခိုင်းကြတယ်ကသူမှစေတနာဖြစ်အကုသိုလ်စေတနာဖြစ်နေပြီပဲဒါပါရာစစ်ကမကြတော့ဘူးပြောတာဒါနံပါတ်1ဝိထုဆိုတာနောက်တစ်ခါသူကအချိန်ကာလပေါ့နော်အချိန်ကာလလို့ခေါ်တယ်ကာလ ဘယ်ချိန်မှာတက်ပါဥပမာမနေ့ဆယ်နာရီတက်ပါလို့ခိုင်းလိုက်တာအဲ့တော့မနေ့ဆယ်နာရီတက်ခိုင်းလိုက်ဥစားကိုဆယ်နာရီမတက်ဘဲညဆယ်နာရီတော့တက်တယ်ဆိုရင်အချိန်တွဲသွားတယ်မလားအဲ့တော့ပါရာဇီကမကြောက်ဒါပေမဲ့ခုနကလို့အပြီးတမရတော့အာဟုတဖြစ်တယ်နော်ကန်ထိုက်တာပဲနော်ဒါ तू อ่ะအချိန်တွဲသွားပြီမဲ့တို့အပြီးတမမှာကြတော့ငါးချက်လေတက်ရှိတက်ရပါဖြစ်ရမယ်ဟုတ်ပြီနော်တက်ရှိတက်ရမှာလည်းသိရမယ်နောက်သိစရဲစဉ်းစားလည်းရှိရမယ် ။နောက်သေအောင်ပယောဂပြုကြည့်ရမယ်။ကာယဝစီပယောဂတခုခုပေါ့နော်။ပါရမယ်။ပြီးရင်သေရမယ်။ဆိုတော့ဝိဓမာယပဏာတိပါဒကံထိုင်မထိုင်မှကြာတော့သူကအချိန်လေးလွယ်ခြင်းမလွယ်ခြင်းတွေနေရာလွယ်ခြင်းမလွယ်ခြင်းတွေအဲ့ဒါမပါဘူးနော်။အေးအဲ့ဒါကြောင့်ဝိဓမာယကတော့ပဏာတိပါဒကံထိုင်မယ်အကုသို့ကြီးတယ်။ပြီးနေမှကြာတော့သူကအချိန်လွဲသွားတဲ့ကြောင့်ပါရစေကမကြဘူး။အကြောင်းဝီနီနဲ့အဘိဓမ္မာကိုမရောနဲ့တော့ဝီနီအဖြစ်အဘိဓမ္မာအဖြစ်ကိုခွဲမြင်ရတယ်။ရောရောပြီးတော့အခြားကြောင့်ပြောကြတာလည်းရှိတယ်။ ဟုတ်အဲ့တော့ဝင်းလေးကဘေးဓမ္မာနဲ့သွားမကြည့်နဲ့ဘေးဓမ္မာဝင်းလေးနဲ့သွားမကြည့်နဲ့တတ်တတ်ကြည့်ပဲဟာဝင်းလေးကဘာရဘာလဲကြောက်မကြောက်ဘလို့ကြီးလဲဆိုတော့ဒါဝင်းလေးဒေသနာတော်လေးအပြည့်မရှိဘူးပြတာမဟုတ်ဘူးနော်ပါရာဇိကမကြောက်ပြောရဲဆိုတာအခုတော့မရှိဘူးပြတာမဟုတ်ဘူးနော်အေးတချို့ကအဲ့ဒါကိုလွဲကုန်ကြဟာပါရာဇိကဘလို့မကြောက်မှလဲဒါတော့အပြည့်ကြီးလုထားတာပဲလေဆိုတာပါရာဝင်းလေးနဲ့အပြည့်ဓမ္မာမထိုင်မဆိုင်ဘူးလေနော်အဲ့ကြောင့်ခုနကမနေ့စံတိုင်းတက်ပါလို့ခိုင်းတာကိုညစံတိုင်းတော့တက်တယ်ဆိုရင်ဝင်းလေးရာပါရာဇိကမကြောက်ဘူးဒါပေမဲ့ဝိဓမ္မာယာ ပဏာတိပါဒအကုသိုလ်ကဖြစ်တယ်နော်ဖြစ်တာပဲဖြစ်တာပဲပဏိပါဒအကုသိုလ်ကဖြစ်တယ်အဲကြောင့်ဝီနီးအပြည့်မသိတော့လဲအပြီးတမှာမှာအကုသိုလ်ဖြစ်တယ်ပဏိပါဒကထိုက်တယ်တူပြောတာအဲကြောင့်ဝီနီးနဲ့အပြည့်တမှာတော့တချို့ကတော့မပေါ့နောက်တစ်ခါခုနကမဖြစ်လိုက်ဝိတုရဲ့ကာလအဲ့ဒါကဩဃာတနေရရန်ကုန်မြို့မှာတက်ပါရန်ကုန်မြို့ထဲမှာတက်ပါဟောဆိုနေပြောလိုက်တယ်အဲ့ဒီဥဒိဋ္ဌာကိုမနေ့စံတိုင်းမှာရန်ကုန်မြို့ထဲမှာတက် ဒါမှသက်တဲ့ပုဂ္ဂိုလ်ကအဖွင့်ခါမရတော့ညမျိုးထဲမှာမသက်မျိုးကြီးမှာသက်ဖြစ်တယ်။နော်ခိုင်းတာကမျိုးထဲမှာသက်ပါလို့ခိုင်းတာ။သက်တော့မျိုးကြီးမှာသွားသက်လိုက်တယ်တော့။အဲ့တော့ကာလလွဲသွားတယ်နော်။အော် sorry ပါပါလေနေရာလွဲသွားတယ်။နေရာလွဲသွားတယ်။အစိမ်းပါရာဇီကမကြောက်။နော်ဒါပေမဲ့ခုနကပြောလဲအပြိဓမာယာပဏာတိပါဒကထိုက်တယ်အကုသို့ဖြစ်တယ်။အဲ့ဒါလေးတော့နားလည်ဖို့လိုတယ်။နောက်တစ်ခါနော်အာဟုဒဆိုလက်နဲ့နော်ဓာနဲ့တဲ့ သူသတ်မှတ်လက်နဲ့ကွာပြောလိုက်တာနော်ဒါနဲ့သတ်ပါလို့ပြောလိုက်တာအဲ့တော့တနေ့ဘုကဒါနဲ့မသက်ပဲနဲ့တနေ့နဲ့ပြတ်သက်ပလိုက်ကွာအဲ့ဒါတော့ကိုခိုင်းတာကဒါနဲ့သက်ခိုင်းတာဟိုကတနေ့နဲ့သက်တော့ကိုခိုင်းတယ်လို့မဟုတ်ဘူးလေအဲ့တော့ဝီနည်းရပါရာစီကမကြဘူးဒါပေမဲ့အပြီးတမရမနာလီပါအခုဖြစ်တယ်နော်ဖြစ်တာပဲမနာလီပါတာအခုတော့ဖြစ်တာပဲနောက်တစ်ခါနော်အဲဣရိယာပုတ်အဲ့ဒီဥဒိတာနော်မနေ့ဆိုင်တာကြီးရန်ကုန်မြို့ထဲမှာ လမ်းချောင်းနေတဲ့ချိန်တက်ဟောလမ်းချောင်းနေတဲ့ချိန်လိုခိုင်းလိုက်တာအဲ့တော့တက်တဲ့ဘက်ကလမ်းချောင်းနေတဲ့ချိန်မတက်ဘူးထိုင်တဲ့ချိန်အိတ်တဲ့ချိန်တော့တက်တာဟောကိုတို့ခိုင်းလိုက်တာကလမ်းချောင်းနေတဲ့ချိန်လိုပြောလိုက်တာအဲ့တော့ထိုင်တဲ့ချိန်မှာတော့တက်တော့ခိုင်းတဲ့သူကပါဏစီကမကြဘူးအမေခုနလိုအပိဓမ္မာရပါဏစီပါဏကထိုက်တာအခုလိုဖြစ်တယ်နောက်ဆုံးတစ်ခုကပါလဲကရိယာဝိသေသနာဆိုတာတပ်ပုံတနည်းအဲ့ဒီဥဒိတ်တာကိုနောက်ကျောကနေဌာနထိုးဆိုတာ ထိုးထိုးနေပြောလိုက်တာနော်ဘလို့ထိုးပါဆိုတော့ထိုးတာကသင်ပေးလိုက်တာသူကနောက်ကြောကနေထိုးပြောလိုက်တာတတ်တတ်ဘုကနောက်ကြောကမတတ်ဘူးရှေ့ကနေဘိုက်ကိုသွားထိုးတာအဲ့တော့ကိုခိုင်းခိုင်းလိုက်တာကနောက်ကြောကထိုးပါလို့ခိုင်းလိုက်တာကိုတတ်တတ်သူကဘိုက်ကိုသွားထိုးလိုက်တော့သူခိုင်းတယ်လို့မဟုတ်နေဘူးပေါ့နော်အဲ့ဒီပါရာဇီကမကြဘူးဒါတိတိကျကျခိုင်းတဲ့ခါပြောတာနော်မှတ်မိလားပုဂ္ဂိုလ်ဝတ္ထုပုဂ္ဂိုလ်နော်ပင်အချိန်ပင်နေရနောက်လက်နဲ့ဣရိယာပုသမုတ်တနည်းဟဲ့လား ကရိယာလို့ခေါ်တယ်သဘောတည်းအလုံး6ချက်အဲ့တော့တိတိကျကျပြောလိုက်တဲ့ဥစ္စာကိုဟိုပုဂ္ဂိုလ်ကတိတိကျမဟုတ်ဘဲတလွဲလို့လာတယ်ဆိုရင်ခိုင်းတဲ့ပုဂ္ဂိုလ်ကအစည်းကမကြဘူးလို့ပြောတာဒါပေမဲ့အဘိဓမ္မာကတော့ပဏာတိပါဒကထိုက်တယ်အကယ်၍ညာတိတိကျမပြောဘူးနော်တိတိကျမပြောဘူးအေးမင်းတို့စိုက်နေတဲ့ရန်သူတွေအကုန်တက်ကွာဟုတ်လားဟုတ်ပြီနော်ဘယ်ပုဂ္ဂိုလ်လည်းမပြောဘူးဘယ်လိုတက်လို့မပြောဘူးနော် ဘယ်ပုဂ္ဂိုလ်တက်ပါလုံးပြောဘူးဘယ်နေရာတက်ပါလုံးပြောဘူးဘလို့တက်ပါလုံးပြောဘူးဘာနဲ့တက်ပါလုံးပြောဘူးနော်အဲ့တော့မင်းတို့ရဲ့ရန်သူတွေကမင်းတို့ကိုပုံနေလဲမကောင်းတက်กว่าအကုန်တက်กว่าဆိုတော့အဲ့ဒီစကားတွေဒါဘာလဲဆိုတော့ဘယ်သူရဲ့လို့မပြောဘူးဘယ်နေရာမပြောဘူးဘယ်ချိန်မပြောဘူးဘယ်လို့တက်ပါလုံးပြောဘူးအကယ်အဲ့ဒီစကားကြောင့်ကိုကျော်လိုက်တဲ့အတွက်ကြောင့်တစ်ဖက်သူက ောင်စေခိုင်းခြင်းဟာသတိပြုရတယ်နော်ပြီးတော့ပြောတော့မနေ့ကတရားဝရအမှလည်းဆက်ပြောဖြစ်ပါတယ်သူဗုဒ္ဓသာသနာတော်ဆိုတာကငြိမ်းချမ်းတယ်မလားငြိမ်းချမ်းတဲ့သာသနာလေအဲ့တော့ငြိမ်းချမ်းတဲ့သာသနာတော်ကြီးကိုနော်အဲ့ဒါအကြီးတန်းစေတယ်ပေါ့သူဖရာရဲ့အဆုံးမတော်တွေအားလုံးကတဲ့တရားတူတရားကိုဒုက္ခစရတဲ့တဘုံမှမပေါ့ဟုတ်ပြီနော်သူတရားတွေဖရာရှင်ရဲ့တရားတော်ကျန်တာဒေသနာတွေကတိတ်ကောင်းတာဒါကြောင့်လည်းအေဟိပတိကိုပြောတယ်မလားလာစမ်းမှာကြည်စမ်းမှာလို့ဖိတ်ခေါ်ရတယ်လေ အကင်းတို့ဘုရားရှင်ရဲ့အဆုံးအမထဲမှာအဲ့လိုမျိုးသူတပတ်တော်တပတ်သူကိုဒုက္ခရောက်စေတဲ့တရားများပါခဲ့လို့ရှင်ပြရဲပါမလားဒါကြည်စမ်းမှလို့ခေါ်ရဲပါမလားအခေါ်ရဲဘူးမြင်သွားမှဆိုလို့ဖုံးပြထားမှာတော့ဟဲ့လားကိုတရားကမှားနေခဲ့ရင်မပြရဲဘူးဖုံးကွယ်ထားမှာဖိထားမှာမမြင်စင်းနဲ့မသိစင်းနဲ့အိစာဦးတွေဟဲ့လားမဖက်စင်းနဲ့ဆိုတာပြောအခုကမဟုတ်ဘူးတိုက်တဲ့သူတို့ပိစိကိတ်ကိုလေ့လာလို့ရတယ်ကြည့်လို့ရတယ်ဟုတ်တော့အကုန်လုံးကငိမ့်ချတဲ့တရားတွေကြည့်ပဲအဲကြောင့်မြတ်စွာဘုရားတို့တိုင်းမှာပြောတယ်မလားကိုယ်တိုင်လည်းမလုံးနဲ့မကောင်းဘူးဟုတ်တယ်မလားကိုယ်တိုင်လည်းမလုံးနဲ့ ဟုတ်ပြီနော်သူများကိုလည်းမခိုင်းနဲ့မခိုင်းအောင်နော်ပြီးရင်ဘာဖြစ်လဲရှင်းပွားစကားလည်းမပြောနဲ့ဟုတ်ပြီနော်သူရှိတယ်လေပါဏာတိပါဏာမှာလည်းပဲသူတယောက်သေးခြင်းနဲ့သူကိုအေးကောင်းတယ်ကွာသေးကွာဟုတ်ရလားသေးတာကိုသွားအပိစကားသွားပြောရင်ပါဏာတိကကြားတယ်နော်ရဟန်းတစ်ပါးစီသေးခြင်းနဲ့လူတယောက်ကိုအပိစကားပြောရင်ပါဏာတိကကြားတာပဲဗျာနော်အေးဟုတ်တယ်ဘေးအေးအေးဒရင်ဘေးဘီဟုတ်ပြီအဲ့ဒါတော့ မမကူอ่ะစာအော်ဟင်းနေတယ်ဗျအေးဟုတ်ပြီကျန်းကြီးလိုက်ရင်ဂျာစိတ်မုန်းဆုံးပိတ်တာစိတ်ချင်းတော့အေးစိတ်ချင်းလောက်ဆိုအရန်အမှားလို့ဘူးလို့ဒီဒီဒီပိုင်းနဲ့တက်တဲ့ကဘိုးပေါ့အေးအဲ့ဒါနဲ့ဒီရတခါမကျန်းနေပြီးတော့ဒီကကြီးနာဘောတက်တဲ့တက်တာနဲ့ဟိုဟာစစ်တော်ဘယ်လိုလုပ်ရမလဲဆိုအေး ရဟန်းနေပြီးတော့နေပြည့်ခဲ့တယ်ဗောဗျာဒီလိုလဲဒီလိုဒီလိုလုံးလိုက်အဲ့ကြွလီခင်းလိုက်ရင်ဟောတက်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 ဖြစ်သွားလဲမသိဘူးအဲ့ချိန်ကျအဲ့ဒီမှာဆုံးသွားကြအဲ့ရန်ပါလာပြတ်ကြတာဗျာအင်းလေခုန၅ချက်နဲ့တိုက်လေသရှိတတ်တော်မှမှန်လည်းသိတယ်နော်အဲ့တော့သရှိတတ်တော်လည်းတကယ်ဟုတ်တယ်နောက်ပေစိုလ်ရဲ့စေတနာပါမယ်ဟုတ်ပြီလားအကြီးကစိတ်စေတနာပဲပေစိုလ်ရဲ့စေတနာပါမယ်မေတ္တာလည်းတစ်ခုခုလုပ်မယ်တကယ်လည်းတည်သွားတယ်ဆိုတော့ကြာမှာပေါ့အဲ့ဟာလည်းမတိုက်ဘူးလေသူလားအဲ့ဒီ၅ချက်နဲ့ပဲတိုက်ကြည့်ပါနော် တော့ခုနကသူဒါအသက်ရှင်တော့မသူသိတယ်လေအဲ့တော့ပြေးပြေးအောင်တခုခုခုနကဝင်ပြောတဲ့အရွက်ထက်ပါ냐ဆိုတာကဟိုယောဂကောင်းစေချင်တဲ့သဘောမျိုးဆိုတော့ကိစ္စမရှိဘူးပေါ့ယောဂမဟုတ်ဘဲနဲ့အသက်ထွက်သွားအောင်ဆိုတဲ့စေတနာပဲတော့ဒါအဲ့လေနားမဟုတ်သူကဒီလိုကသူ့စိတ်ထဲမှာဖုံးဖိတာဝင်တယ်လို့ဆိုပေမဲ့လည်းဒီဟာကိုထွက်အောင်ဖောက်အောင်လုပ်တယ်ဆိုတဲ့နေရာမှာသူကအသက်တည်သွားအောင်ဆိုတဲ့စေတနာပမာပါကိုမေးရအောင်ကြည့်ရမှာအဲ့ဒါအဓိကပဲအဲ့ဒါအဲ့ဒါရည်ကြည့်တယ်ဟိုဒီဖုတ်ကိုလည်းသိပါစေဆွဲစိတ်မျိုးပေါ့ သူစတဲ့မှာဖုတ်လို့ထင်နေတယ်ဒါပေမဲ့ပုံကလည်းသေသေဆိုတဲ့စိတ်မျိုးဆိုရင်တော့ဒါဖုတ်ဟုတ်သည်ဖြစ်စေလူဟုတ်သည်ဖြစ်စေဟုတ်တယ်နော်သူဘာသာဘာလို့ဆိုလဲဆိုတော့သူကသက်ရှိသက်တဝါကိုမှန်းတာကိုသူကအဲကြောင့်ဒီဘက်ကိုတည်တကယ်တော့ဖုတ်မဟုတ်ဘူးလူပဲသူစတဲ့မှာဖုတ်ထင်နေတယ်ဒါပေမဲ့ဖုတ်ထင်တာလည်းသက်ရှိတော်တော့သိချင်းမဲ့နေတာကအတူတူပဲသက်ရှိတော်သက်ရှိတော်တော့သိချင်းပဲအဲ့လိုမျိုးအဲကြောင့်သေသေလိုတဲ့စေတနာပမပါပဲဆက်ရမှာအဲ့ဒီကိစ္စမှာနော်ကျောင်းရတာကျောင်းတော့ကိုယ်ကဘာသာခိုင်းတဲ့ပုံကိုယ် တော့တတ်လိုက်တဲ့ပုံပုံကခိုင်းတဲ့လူတွေပြီးတော့လည်းအတူတူပဲအတူတူပဲသစိမ့်ပဲဟုတ်လားအဲအတူတူပဲအတူတူပဲသူကပြုသူရောလုပ်သူရောကော်ဆိုခိုင်းသူရောလုပ်သူရောကသူက50 50ပဲအတူတူပဲနော်အတူတူပဲအေးအန်ဒီများလူဓာတ်ရွာတွေစောင့်ခိုင်းရတယ်ပါဘာလို့လဲသူကဒီလိုဒီလို ကိုကိုကိုကာကွယ်ဖို့အတွက်ပဲပြောတာဆိုရင်တော့ဒါပါရာဇီကနဲ့မဆိုင်သေးဘူးသူများကိုတက်ဖို့ဖျက်ဖို့ပြောတယ်ဆိုရင်တော့ပါရာဇီကနဲ့ဆိုင်တယ်ကိုကိုကာကွယ်တာကိစ္စမရှိဘူးလေကာကွယ်တာရတယ်ကာကွယ်တယ်မဟုတ်ဘဲနဲ့တက်ဖို့ဖျက်ဖို့စီခိုင်းတယ်အကြောင်းမှာတည်ရှင်တဲ့သူတယောက်ကိုတည်ဖို့အတွက်ကိုအပိစကားပြောတယ်လို့လက်နဲ့တွေပါတွေခြာပေးတာတည်ရှင်လားတည်ရှင်ရောကွာဟုတ်တယ်စိတ်တောက်လိုက်ကွာဟုတ်တယ်လားဟုတ်ဟုတ်ဒါနဲ့ထိုးလိုက်ကွာ ောဒီကျိုးနေမင်းဆိုလို့ချက်သေးกว่าဆိုပြီးတော့နော်သူသိချင်းနေတာပဲသိချင်တာဆိုအရွယ်တကူသေးလို့ရအောင်ကိုကစီမံပေးလိုက်တယ်ဆိုရင်နောက်ပါရာဇိကပဲလေနော်အဲရအောင်အောင်အတော်တတိထားပါလေဒါတရားအဲကြောင့်ရဟန်းတော်တွေခုနကတည်းကပြောပါလေမြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကကိုယ်တိုင်လည်းမလို့ရသူများကိုလည်းမခိုင်းရပြင်ရှိမစကားလည်းဟောလေမပြောရအောင်နောက်တော့အောက်တည်ဆုံးဗျာတဲ့သူများဒုက္ခရတယ်အောင်စိတ်ထဲမှာကြည့်ပြီးတော့ဝမ်းလာအောင်မတန်နဲ့ဆရာတော်ပြောတာနော်စိတ်ထဲမှာသူများဒုက္ခရောက်နေတာကိုကြည့်ပြီးဝမ်းသာနေတာကိုကသူတော်ကောင်းစိတ်မဟုတ်တော့ဘူးလေ ဘုရားကတော့ပြောတာနော်အဲ့တော့ဘုရားသာသနာတော်မှာဘုရားရဲ့အဆုံးအမတွေကတူတယောက်ကိုနော်ဒုက္ခရောက်စေတဲ့တရားတစ်ခုမှမရှိဘူးသူကဒုက္ခရောက်နေတာကိုချိန်ပြီးဝမ်းသာတာတော့ဘုရားခွင့်မပြုဘူးနော်အေးဝမ်းမသာရဘူးဗျာနော်အဲ့လိုရှိတယ်အေးဟုတ်တယ်ဦးစင်းတို့တတိယပါတတိယကြတတိယကြအေးပြောတရားဟောတော့မှာဒီလားအကြောင်းနဲ့ဆက်သွယ်ပဏာလိပါဒါကိုကြည့်ရတယ်ဒါကတော့ရှင်းရတဲ့အဲဒီဘုဘုံမှာနေလိုက်ပေးတာတွေကလည်းဟုတ် အဲ့ဒါတော့မဆိုင်ပါဘူးသူကဒီစေတနာနဲ့ဆိုင်တယ်ဗျစေတနာနဲ့ဆိုင်တယ်ဒါကလေးတချို့ကမဟာယာယမို့တွေ့တဲ့ညကိုသူကလိုင်းလောက်တာတွေရှိတယ်လေဆိုတော့သူကလိုက်ပေးတာကိုပြောနေတာသူကအွန်လိုင်းပေါ်တွေမှာလို့ဟိုတက်ဖြတ်ဖို့ရေးထားတဲ့စာတွေကိုလိုက်ပေးတယ်ဆိုရင်ဘာသာစကားနဲ့ညှိနိုင်မလားအဲ့ဒါသူအေးဘာလဲဘာသာလိပါတာအေးလေအတူတူပဲလေအဲ့တော့သေစေလိုတဲ့စေတနာ နော်အဲ့လိုမျိုးပေါ့ဒီဇယ်လိုတဲ့စေတနာနဲ့ဆိုင်တာပေါ့နော်စေတနာပိုင်တော့ဖြစ်တယ်အေးစေတနာပိုင်တော့ခုနလိုပဲသူပဲဝိုင်းရလို့မယူဆထားဘူးလေကအဲ့ဒါတော့နည်းနည်းများဒီကိစ္စအဲ့အေးအေးသူကအဲ့ဒီဟာကိုဒီမန္တလေးပါတာကနေတာရှိဖို့ပြီးနိုင်တယ်ပေါ့နော်အေး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 အိုကေမလုပ်ခဲ့ဘူးလားမလုပ်ဘူးတဲ့အေးသာဓုပါသာဓုပါအေးဟုတ်တယ်ဒီလိုပြောပါတယ်ဘယ်သူပဲဖြစ်ဖြစ်ဒုက္ခရောက်နေတယ်ဆိုရင် မေတ္တာထားရမှာကရုဏာထားရမှာလေရဟန်းတော်တွေရဲ့အလုတ်ကမေတ္တာထားရမယ်လို့ကရုဏာထားရမယ်လို့သူများဒုက္ခရောက်နေတာရောမေတ္တာမထားနိုင်ဘဲနဲ့ဝမ်းသာပါတယ်ဆိုတာကသူရဟန်းကောင်းတစ်ပါးရဲ့အလုံးမဟုတ်ဘူးလေဟုတ်တယ်နော်မြတ်စွာဘုရားပြောတယ်လေကိုယ်ရန်သူဖြစ်ပါစေဟုတ်တယ်မလားရန်သူဖြစ်ပါစေမေတ္တာထားပါကိုယ်ဒုက္ခပေးတဲ့သူဖြစ်ပါစေမေတ္တာထားရမယ်ဆိုတာကကစုမတော့ဟုတ်တယ်မလားအဲ့ဒါလေးရပဲပါခဲ့သေးတယ်လေဒီဝိပဿနာရှင်တွေထဲမှာပါခဲ့တယ်မလားနော်ကကစုမတော့တဲ့ထဲမှာ ကိုကိုဒုက္ခပေးတဲ့ရန်သူဖြစ်ပါစေကိုကိုခြေထောက်ကိုလက်တွေကိုလာဖြတ်တဲ့တွားနဲ့ဖြတ်တဲ့ရန်သူဖြစ်ပါစေအောင်အားထားပါရမလဲမေတ္တာထားနိုင်ရမယ်လို့ဘုရားဟောထားတယ်လေမေတ္တာမထားနိုင်ရင်ငါဘုရားရဲ့နော်စကားကိုနောက်ထောင်ရမရောက်သေးပါဘူးဆိုတာဘုရားကကဲဆုံးမသုတ်သနဲ့မှာအတိအလင်းဟောထားတယ်လေဒါကြောင့်လူတို့ဟိုသူများဒုက္ခရောက်နေတာကိုစိတ်ထဲမှာကြိတ်ဝမ်းတာနေတယ်ဆိုတာရဟန်းကောင်းတစ်ပါးရဲ့နော်စိတ်နေစိတ်ထားမျိုးမဟုတ်ဘူးဒါကြောင့်ရဟန်းကောင်းတွေဟာအဲ့လိုစိတ်လုံးဝမရှိသင့်ဘူးပေါ့ကြောင်အဲ့လေးချက်လုံးကိုတတိပြုရမယ်ကိုယ်တိုင်လည်းမကောင်းဘူးကိုမလုံးနဲ့ မကောင်းမှလည်းမရောသူများလည်းမတိုက်တွန်းနဲ့ပြီးရင်မကောင်းမှုလုပ်တဲ့လူတွေကိုလည်းအပိစကားတွေမပြောအောင်ဟုတ်ပြီလားမကောင်းမှုလုပ်တာတွေကိုရှင်းပြစကားအပိစကားနော်ဆုချတာတွေမလုပ်အောင်နော်ဟုတ်လားဒီကလုပ်တတ်တယ်မကောင်းမှုလုပ်နေတဲ့ပုံစံတွေကိုအပိတာရှင်းပြတာရှင်းပွားစကားပြောတာဆုချတာဒါရေမလုပ်အောင်ပြီးရင်ခုနကပါလဲနော်ခုနကစိတ်ထဲမှာကြိတ်ပြီးတော့ဝမ်းတာနေတာတွေဖြစ်သိမနာတာတွေရတာအေးဖြစ်တယ်ဘူးအေးကောင်းပြီဒါကဥပဒနာရောင်းရင်သိလိုက်ရပါလား ဝိပဿနာကျောင်းကနေဝင်းနေရောက်သွားတယ်တို့ရတို့ကျောင်းတိုက်ကအဲ့ဝိပဿနာရောက်လိုက်ဝင်းနေရောက်လိုက်နဲ့ကဲကောင်းပြီအခုကပြောနေတာရဟန်းဝင်နေလဲမဟုတ်ဘူးလူဝင်နေကျောင်းပြောနေတာလူဝင်နေရတယ်ရဟန်းဝင်နေရောက်သွားပြန်တယ်နော်အေးအေးအေးတို့ကရဟန်းနေဆိုတော့လည်းရဟန်းဝင်နေကျောင်းပြောရတာပေါ့နော်ဟုတ်ပြီစာမျက်နှာဘယ်လောက်လဲ30 1 1 1နော်ပတ်သက်ရောက်ပြီနော်အေး ERC ဝအရာနိုင်ဟုတ်ပြီဒီမှာလဲဒီအာဇီဝမှာလည်းပဲလူနဲ့ရဟန်းကွဲတယ်ကြာဟုတ်ကြလို့ကာကြီး နော်သူနဲ့ရမ်းကွဲတယ်အကျိုးကစာကိုဒီနေမဖက်တဲ့ခါကျတော့လေရောချကြတာဟိုရောကုန်ကြတာဗျအဲ့တော့လူလူရဲ့သီလနဲ့ရမ်းသီလကကြည့်မုံကြီးနေကွာကွာတယ်အဲ့တော့လူတို့ရဲ့သီလကိုရမ်းတို့ရဲ့သီလကတော့မမတ်ပြည့်တယ်နော်မတူဘူးဗျလူတွေရဲ့မိစ္ဆာဇီဝနဲ့ရမ်းတို့ရဲ့မိစ္ဆာဇီဝကွာတယ်နော်ရန်တို့မှာမိစ္ဆာဇီဝကိုပြုဆက်ကြလိုက်တဲ့၎င်းမိစ္ဆာဇီဝဖြင့်ရာသောပစ္စည်းကို၃၀၀ဆက်ကြလိုက်တဲ့၎င်း ဖရာရဲ့အာနာတော်ကိုလုံချိုးခြင်းကြောင့်အပလက်တင်တယ်။ယန်တစ်ပါးသည်ဘေးရင်ဟောတယ်ယတရားရှိတယ်စိတ်ကူတယ်။အဲ့တော့အဲ့ဒီဘေးရင်ဟောစဲမှာလည်းအပလက်တင်တယ်နော်။စိတ်ကူပြနေတဲ့အချိန်မှာလည်းအပလက်တင်တယ်။အဲ့ဘေးရင်ဟောပြီးတော့စိတ်ကူလို့ရလာတဲ့ပစ္စည်းကိုသုံးရင်လည်းအပလက်တင်တယ်။အဲ့ဆိုရင်ဘာအန္တရာယ်ထိုက်တယ်။အာနာဝိရိကမန္တရ။အဲ့တော့ယဟန်ဒီအဲ့ဒီပစ္စည်းကိုဘာလို့ရမလဲဆိုရင်ဆုံးရမယ်။ဘာဖြစ်လို့မဆုံးတဲ့ကာလပတ်လုံးသူဒီအဲ့ဒီအပက်ကမပြောက်ဘူးလေဟုတ်တယ်မလား။ အဲ့ကြောင့်သူကအဲ့ပစ္စည်းကိုစွာမှာဒါရဟန်းပိုင်းအဲ့တော့အာဘလဲတဲ့နဲ့အာဇီဝပါလိတုတိလာလည်းပြတ်တယ်လူတွေမှာကြတော့အသက်မွေးမှုအတွက်ကဲကာယဒုစရိုက်ဝိဇုစရိုက်လုံချူးပြီးတော့စီဝါရှာတယ်ဟုတ်ပြီနော်အဲ့ဒီစီဝါရှာစေခဏမှာဗာပြတ်လဲအာဇီဝပါလိတုတိအာဇီဝပြတ်တယ်နော်ဥမာတန်90ပေါ့ဗျာနော်ရေလုံသားတွေနော်အဲ့တော့ငါးတွေထွက်ရှာပြီးဖမ်းလက် အဲ့ဒီအချိန်မှာသူတို့ပါဏာတိပါဒာနော်ဆိုင်ထားတယ်မလိုက်တာအာဇီဝတိလာဖြတ်တယ်ဆိုတော့ပြီးတော့သူတို့ကနောက်တစ်နေ့ကျတော့အဲ့ဒီငါးသက်ပြီးရောင်းချလို့ရတဲ့ပတ်စံလေးတွေနဲ့သူတို့တရားစခန်းလုပ်မယ်ဟုတ်လားဟိလာသူကိုယ်တိုင်လည်းတိလာယူပြီးတရားစခန်းဝင်မယ်ဆိုတော့အဲ့ဒီပတ်စံနဲ့တရားစခန်းဝင်လို့တရားမရောက်လို့ပြောရမှာမလားကျန်နေတယ်သူပတ်စံဆွရလို့လားဟုတ်ပါပါဟိုမလို့မိစ္ဆာဇီဝအကြောင်းလူတွေမှာကျတော့အဲ့လိုဒုစရိုက်လုပ်လို့ရလာတဲ့ပတ်စံဆွရမလို့ဘူး အကျဉ်းတုံးကတော့ကျွန်တော်ဝင်ထဲမှာအဲ့ဒါကျန်းတစ်ခုခက်ပြထားတယ်ဆိုတော့ကြီးကအပြီးတမလို့နဲ့တုတ်တန်လို့ဆိုပြီးတော့လေနောက်ခက်ပြထားတယ်နော်အဲ့တော့မစွန့်လဲရတယ်ဆိုတဲ့ဟာကိုဆရာကြီးရှင်းပြထားတာရှိတယ်ကျွန်တော်ဝင်ထဲမှာလည်းပါပါတယ်နော်အခုမိုက်ဆီတို့ပြားကြီးလည်းအဲ့တိုင်းပါပဲအတူတူပါပဲအဲ့တော့မိစ္ဆာဇီဝဖြင့်ရာသောပစ္စည်းကိုသုံးဆောင်သောကာလ၌အာဇီဝသီလမပြည့်သည်တည်းဟုတ်ပြီနော်ตัวลงนี่เซคณะมาตาดูสไลด์ကိုလုံးနေဆဲပါတာတီလာပြတ်တာအဲ့လုံးပြီးတော့ရတာတဲ့ PC ကိုတုံးရင်တရားပြတ်တယ်လို့ရှိလားမရှိဘူးလူမှမရှိဘူး လူစရိုင်းကြောင့်ရလာတဲ့ PC ကိုသုံးရင်ဒီလားပြတ်တယ်ဆိုတာမရှိဘူးကုသိုလ်မရဘူးဆိုတာမရှိဘူးနော်အေးအဲ့တော့ခုနကပြောပြပြီလေရေလုံသားတွေကငါးတွေဖန်ပတ်လို့ရလာတဲ့ပတ်စံနဲ့ကုသိုလ်ကောင်းမှုလုပ်မယ်ចောင်းဆောင်မယ်လမ်းဖောက်မယ်ကုသိုလ်မရဘူးလားအေးလေတတ်တာကအကုသိုလ်ဟုတ်ပြီနော်အေးအဲ့တက်လို့ရလာတဲ့ပတ်စံနဲ့ကုသိုလ်လုပ်တာကကုသိုလ်ပဲကုသိုလ်မရလို့ပြောလို့မရဘူးနော်အေးအဲ့လိုမျိုးအချို့ကကုသိုလ်လုံးလုံးမရဘူးထင်နေကြတာနော် ငါတို့ဘုရားတော့ပါပါပြီတချို့ကလို့အားရငယ်ကုန်ကြတာမဟုတ်ဘူးသူကန်းတဲ့သူပဲအကုသိုလ်လုပ်တဲ့ချိန်မှာအကုသိုလ်ကုသိုလ်လုပ်တဲ့ချိန်မှာကုသိုလ်ပဲသူစရာကြောင့်ရတဲ့ပတ်စံနဲ့ကုသိုလ်လုပ်လို့ကုသိုလ်မရဘူးလို့ပြောလို့မရဘူးအဲ့ဒါတော့သဘောပေါက်ဖို့လိုလိုတယ်နော်အဲ့ကြောင့်ဒီမှာမိစ္ဆာဇီဝသီလပြတ်တယ်ဆိုတာကလူစရိုက်ကိုလုံနေစဲမှသာပြတ်မှာလုံပြီးတော့ရလာတဲ့ပစ္စည်းကိုသုံးရင်တော့မဆိုင်တော့ဘူးအဲ့ဘက်ကြောင့်နေဖို့မဟုတ်တဲ့သုံးဆောင်စဲကာလ၌ပါတာတိပါတာစတော့ကာယကံဝစီကံတို့ကိုလူကျူးရှင်းလည်းမရှိ ယဟန်တို့ကဲ့သို့ဖယားအာနာကိုလွန်ကျူးဖို့လည်းမဖြစ်တော့ကြောင့်ပဲဒီမချက်ပြရတယ်နော်အဲ့ဒီပစ္စည်းတွေကိုတုံးတဲ့အချိန်မှာဂိုင်းတို့စရိုင်လည်းရှိမနေဘူးဂျူတို့စရိုင်လည်းရှိမနေဘူးတော့ဗုဒ္ဓဝင်ကြီးလည်းသူတို့မှရှိမနေဘူးမိစ္ဆာစီဝါနဲ့ရတဲ့ပစ္စည်းကိုတုံးရင်အပြစ်ရှိပါတယ်လို့ဖယားရဲ့ဝင်ကြီးဥတွေလည်းသူတို့မှရှိမနေဘူးသူဖြစ်ပြီးလူတို့မှမိစ္ဆာစီဝါဖြင့်ရပြီးတော့ပစ္စည်းများကိုယဟန်တို့ကဲ့သို့စွန့်ရန်မလိုပြီမလိုဘူးပဲလို့ရတယ်နော်နောက်တစ်ခါဒါမျိုးမလုံးတော့ပါဘူးလို့ချောင်ချင်မှုပဲလိုတယ်ပစ္စည်းကိုစွန့်ဖို့မလိုဘူး မထွက်တော့လဲအသက်ဝင်းမှုအတွက်ကာယကံဝင်စီကံတို့ကိုနောက်ထပ်မပြုတ်လျင်အာဇီဝပါဠိတော်လေးသီလညှိုးနှံပြစေခြင်းမရှိဆင်းရဲသီးတာဒီသူကအကိုဆုံးမထင်းနေကြတာနော်အဲ့တော့ဒုစရိုက်ကိုလည်းဆုံးအဲ့ဒုစရိုက်ရရတဲ့ပစ္စည်းကိုလည်းဆုံးလို့ထင်းနေတာပစ္စည်းကဆုံးကြမလို့ဘူးလုပ်ငန်းကိုဆုံးမယ်လို့ပါတယ်ဒုစရိုက်လုပ်ငန်းကိုပဲဆုံးမလို့ပါတယ်အဲ့တော့ဒီလိုတရားကိုနာပြီးတော့ဒဂါကြီးတောက်ဆိုလို့ရှိရင်သူ့ငါးမွေးမွေးလုပ်ငန်းကိုဆုံးလိုက်တာရှိတယ်လေအေးတိမ်မောင်းများများစွာသူ့ ရင်းနှီးမြှုပ်နှံထားရတာလေအဲ့တော့ဒီတရားတွေသူနာပြီးတဲ့ခါမှာဟောဆယ်တော်ရဲ့တပည့်လုံးမယ်ဆိုလို့ရှိရင်ငါတို့ဒါတွေမလုပ်သင့်တော့ဘူးဆိုပြီးတော့သူအကုန်ဆုံးလိုက်တာသူကအဲ့ဒီငါးတွေအကုန်လုံးကိုအဲ့ဒီတရားဝတီနေတဲ့ဘက်ကဘာလုပ်လိုက်တာသူကအဲ့ဒီအကုန်လုပ်လိုက်တာရောင်းနေတဲ့အဲ့လိုအဲ့လိုလူမဲရှိတယ်အဲ့ဒါကိုအောက်ကနေဖမ်းလိုက်သူကရှိသေးတယ်သူကအေးသူကငါးတွေအများကြီးတွေသူကကားကြီးနဲ့တင်ရတာကိုတော့ သူတွေကမြင်သွားတယ်လေစီနောက်ကလိုက်တော့တာဘောသူကလိုက်ပြီးတော့သူကမြဲအထက်ကနေလွတ်တော့အောက်ကနေသွားဖမ်းကြတာငါးတွေကိုအဲ့လိုလူတွေကတမျိုးတော့တဖွဲ့ကကုသိုလ်လို့တဖွဲ့ကအကုသိုလ်လို့လောက်ကြီးပါအဲ့လိုပဲနှစ်ဖွဲ့ကွဲတာမြဲတာအိန္ဒြိယသံဝရသီလာတဲ့ရသေးလားတပိုက်ကလေးသွားလိုက်မယ်နော်အဲ့တော့ဒါဆိုရင်လူတွေရဲ့အာဇီဝလည်းရှိပြီနော်လူတွေရဲ့ ပါဠိမောက်သီလပါဠိမောက်တော့မဟုတ်ပါဘူးเนาะတို့ကြတော့၅ပါးသီလသို့မဟုတ်အာဇဝရဘက်ကသီလเนาะအာဇဝသီလရှင်းပြီနော်ဣန္ဒြိယဣန္ဒြိယကတော့ယဟန်နဲ့အတူတူပဲပြောเนาะလူဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်ဣန္ဒြိယကြတော့အာဟုတုံဖြစ်အောင်စိုက်ကိုပတိနဲ့ထဲရတာပဲလေအဲ့တော့ယဟန်တော်များပြင်လေတရားအမတုံမိကပြည့်စုံစေရန်ခရင်เจ้าကိုပြခဲ့ပြီလေတဲ့လူများမှာကစိုးရရမရှိဘူးလူတွေဆိုရင်ပူတော်မှခတ်သေးတယ်အာဟုတုံမဖြစ်အောင်နေဖို့อ่ะ ပစ္စည်းရတန်ဒီနာဒီလည်းပဲလူတို့မှမစင်ရှင်ပဲသုံးဆောင်တော့လေဤနာပရိဘောကမဖြစ်တော့ကြောင်းရန်တို့အတွက်သာဒီတဲ့အဲ့တော့လူတွေကသီလမနှမျိုးရောအဓိကနှမျိုးပေါ့နော်ပစ္စည်းရဒီ၅ပါးသီလအာဇောဓမ္မကသီလ၃မျိုးအာဇီဝက၃မျိုးနော်အဓိကနှမျိုးနော်ဟေ့လားအင်္ဂရိယသီလကအင်္ဂရိယသမရသီလကလုံ့ဝမလွယ်ဘူးပစ္စည်းရတန်ဒီလကပစ္စဝကနာဆင်ရှင်နေဆိုတာကရဟန်းတွေအတွက်ကိုဟောတာလူတွေအတွက်မဟုတ်ဘူးတော်တော်လေတဲ့သူ့ ေသနာဤဆိုင်ရာဖြစ်သောကြောင့်ပစ္စည်းတို့ကိုစင်စင်၏တောင်းဆောင်နေလူတို့မှလည်းကုသိုလ်ဖြစ်ပွား၍အကုသိုလ်နှေးပါမည်ကိုကယုံမပွဲမရှိပြီ။ဒါရဟန်းတော်ဒီပဲချိန်ကုန်တာမဟုတ်ဘူးနော်။လူတွေလည်းပဲဘုန်းကြီးတွေလိုမျိုးသမင်းစားတိုင်းသမင်းစားတိုင်းဘာအတွက်စားသလဲလို့စင်ကျင်သွားရင်ကောင်းတယ်နော်။အဝိဇ္ဇာဝိလို့ရှိရင်လည်းဘာအတွက်ဝတ်တာလဲစင်သွားရင်သိလှမ်းမမတ်တော့ဘူးကောနော်။အဝိဇ္ဇာနဲ့အပေါ်မှာသိပြီးတော့ဟိုတက်မမှုတွေမဖြစ်တော့ဘူးပေါ့။အေးအဲ့တော့အိမ်မှာနေတဲ့အခါမှာစီးပစ္စည်းတွေတောင်းတဲ့အခါမှာအဝိဇ္ဇာတွေဝတ်တဲ့အခါအစားအသောက်တွေစားတဲ့အခါမှာ အဲ့လိုရဟန်းတော်တွေလိုမျိုးဆင်ရှင်ပြီးဆင်ရှင်ပြီးသုံးလို့ရှိရင်ဒီပစ္စည်းတွေပေါ်မှာတွန်တာမှုတွေအားနဲ့လာတာပေါ့အဲ့တော့အစားအသောက်ကိုလည်းပဲဟိုစားချင်လို့စားတာမဟုတ်တော့ပဲလေလိုအပ်လို့စားတယ်ဖြစ်သွားတယ်နော်အဲ့လိုဆင်ရှင်ပြီးရောသုံးဆောင်လို့ရှိရင်ဂျာနာလို့ရှိရင်ခန္ဓာကိုယ်ကလိုအပ်လို့စားရတဲ့အနေနဲ့ဖြစ်သွားတယ်ဟိုဗဇက်ကိုအလိုလိုက်ပြီးတော့ရသသနာလိုလိုက်ပြီးတော့စားချင်လို့စားတာမျိုးတွေနည်းလာတာပေါ့နော်တရားအထုတ်သောကာလ၌ကဘာဝနာစိတ်ထုတ်ပဲဖြင့်သီလ၄မျိုးလုံးအပြည့်စုံဆင့်ကြည်၏တဲ့ဒီစကားလေးကတော်တာသွားတယ်ဦးဇိလောက်ကြီး တကယ်ဒီတကယ်တရားအထုတ်လာပြီဆိုလို့ရှိရင်သူ့စိတ်တွေကငြိမ်းချမ်းလာပြီနော်ငြိမ်းချမ်းလာတော့အရင်နှုန်းကလုတ်ခဲ့တဲ့ဒုစရိုက်တွေကလည်းလုတ်ချင်စိတ်ကလုံးဝကို မရှိတော့ဘူးနော်အဲ့တော့အတန်ပွဲချောင်းတွေလည်းဆင်ကျဲလာတဲ့ဒုစရိုက်တွေကလည်းချောင်းချင်တော့တိရတ်တွေလည်းလုံးလာတဲ့တရားထိုင်လာပြီဆိုလို့ရှိရင်စိတ်တွေကကြောင်းသွားပြီလေယဉ်ကျေးလာပြီလေနော်အဲ့တော့အင်ဒြေကြီးကတံခါးတီလာအင်ဒြေလည်းကောင်းလာတယ်။နောက်ပစ္စည်းတွေကိုထောက်ဆောင်တဲ့အခါမှာလည်းပဲနမောနမေမသုံးတော့ဘူး။ဘာဝနာနဲ့သုံးတာပြီဟုတ်တယ်နော်။ အဲ့ဒါကြောင့်လူတွေအတွက်ကနော်ဟိုတရားကိုအားထုတ်လိုက်တာနဲ့အဲ့ဒီသီလ၄မျိုးကလုံကိုအစင်းလေးဖြစ်သွားပြီဟုတ်ပြီနော်အဲ့ကြောင့်ဘာဝနာစိတ်တော့ပဲဖြစ်သီလ၄မျိုးလုံးအပြည့်စုံစင်ကြယ်ကြီးနောက်မှထင်ရှားပြမယ်ဆက်လို့ပြနော်အဲ့တော့ယဟန်တော်တွေနဲ့လူတွေနဲ့ဆင်းလိုက်မယ်ဆိုရင်လူတွေကသီလစင်ကြယ်ဘုရားပိုးတယ်တယ်နော်လူတွေရဲ့သီလကအတော်လွယ်တယ်ဗျလူတွေရဲ့သီလကအတော်တော်လွယ်တယ်နော်နောက်ရှေ့ကကြိုတင်ပြီးတော့မလုံခိုင်အောင်မှတရားကျင့်တဲ့အချိန်မှာလုံသွားတယ်နော် เอชื่อก็ไม่ลงไก่หนองมาเตียจินได้เฉยมาตัวก็ลงทัวไปยิตามวยเงินน้องก็ไม่ลงยิตาวินก็ลงทัวได้บ่ยิตามาเตียอัธุแต่คามาลงทัวได้แหละถ้าจังเตียอัธุณีเนี่ยไอ้กีฬา4บาก็ตุรีด้วยก็ลงทัวได้เลยถ้าจังออกมาเซเรย์เสร็จเปล่าล่ะดิบ่ก็สมัญญา30เนี่ยมาตีละကိုရက်လနှစ်ကြာမြင့်စွာစင်ကြယ်စီပြီးမြဘာဝနာကိုအထောက်ကောင်းသည်ဒါတချို့ထင်တာနော်တချို့ကအသီလာတွေကိုမနလလောက်ကြိုတင်ပြင်ဆင်သင့်တယ်လို့ထင်တာတချို့က သူ့မှာသမာဓိပညာဖြစ်နိုင်သည်ဟုအရှုခါမှတ်ထင်လျက်ရှိတယ်တဲ့ထို့သောမှတ်ထင်ခြင်းသည်ပိဋကတ်သုံးပုံပါဠိထေရဏတိကတော်၌မိမြကြအောင်သီလကိုစင်ကြယ်စေခြင်းမှာအထောက်ရမည်မိတ်ဆိုခြင်းမရှိသောကြောင့်ယူနော်လူတယောက်ဒီတရားထုတ်မယ်ဆိုရင်သီလကိုဘဏ္ဍလစင်ကြယ်လောက်မလဲလို့ပိဋကတ်ထဲမှာလုံးဝမရှိဘူးနော်ထို့သူတို့၏ထင်မြင်ချက်ကသာဒီတဲ့ဒါသူတို့ရဲ့အမြင်သာဖြစ်တယ်ထေရဇေဝံယဟန်များမှာပါတိမောက်သီလပြတ်လျင်အာနာဝိတိကမံကြတယ်ဖြစ်တယ် ်ဒံတော်ဒီမှာဝီနည်းကိုချုပ်ပေါက်ရင်ဘုရားရှင်ရဲ့အာဏာကိုလွန်ကျူးမှုတပန်တည်းထိုက်တယ်ထို့ကြောင့်၎င်းသီလကိုချေဖို့ကတုတ်တင်ရပေသည်အာလူသီလနဲ့ယန်းသီလမတူဘူးယန်းသီသီလကိုချေဥစွာတန့်ရှင်းအောင်လုပ်တဲ့လေအော်ကြောင့်အာဏာဝိရိကမန္တရရှိလို့တို့တော့မြေမြကြာရှည်စွာစင်ကြယ်ပြီးမှဘာဝနာကိုအထောက်ရောက်ပြီးခွေးကပါဠိချက်ကတည်းကမှမရှိဘူးစင်ကြယ်ဘုရားလွေးမှန်တော့ကဲခုမှတိတိကိဆုံးစရာလည်းမရှိဘူး တန်ခါတည်းစစ်မရှိတဲ့ကြောင့်ဝယ်ဆောက်တည်းကြမလို့ဘူးအဲဒုက္ခအဘယ်ပါစေအဘတော့ရှိမယ်အဲဆိုရင်အခုတရားစခန်းဝင်ခါနေမှာအခုဒေသနာကြလိုက်ဟုတ်တယ်နော်အခုဒေသနာကြအခုမစင်ကြဘူးလားအဲ့ဆိုအားထုတ်လို့ရပြီပဲလေအခုစင်ကြအခုဒေသနာကြအခုစင်ကြဘူးအားထုတ်လို့ရပြီပဲအာအခုမှစင်ကြတာကိုအားထုတ်ရမှာမလားလို့မို့လို့ရတယ်နော်စင်ကြဖို့ကလိုရင်းပဲလေမလောက်ကြကြစင်ကြရမလဲလို့အချိန်ကာလကနေချက်မရှိပါဘူးထို့ကြောင့်ပါတိမောက်တိရဆင်ကျဲသောအချိန်နိုင်မှဆက်၍ယဟန်တို့တည်ပင်ရအထောက်ခံသေးတာပဲ ချူတွေမှာဆိုဝေရာမရှိပြီပါရမီပြည့်စုံတဲ့ယင်ထိုအချိန်မှစ၍တမာတိဝိပဿနာမဖို့များသို့၆နိုင်ရှိတာရောက်နိုင်သည်ကြီးတာပြီးနော်အဲလူဖြစ်ဖြစ်ရဟန်းဖြစ်ဖြစ်အခုသီလဆင်အဝါထုတ်ပါရပါတယ်နော်ဒါကြောင့်နေ့တွေရက်တွေလတွေအလောက်ဆောင်အောင်မလဲတော့ကတ်နှချက်မရှိပါဘူးအခုဆင်ကြအခုအထုတ်လို့ရပါပြီလူတို့ကျင့်ရသော၅ပါးသီလသည်သာသနာတွင် သာသနာပဘယ်အခါမှဆိုရှိပါတယ် ၎င်းသီလရှင်ရင်လည်းအပြစ်ဖြစ်သည်ကြီးတာသည်ပြည့်စုံလျင်လည်းကုသိုလ်ဖြစ်သည်ကြီးတာသည်တဲ့။ဤငါးပါးသီလပျက်စီးရာပြည့်စုံရာ၌ဖရာအမိန့်ကြောင့်အပြစ်အကျိုးဖြစ်သည်မဟုတ်။အကျိုးကငါးပါးသီလကိုဖရာဟောတဲ့သီလရှင်လားနော်။တကယ်တော့ငါးပါးသီလတွေဖရာမပွင့်ရင်လည်းရှိတာမရှိဘူးလား။လူသားတိုင်းကြည့်ရမယ့်သီလမလိုက်တာဘာလို့လဲဆိုတော့မကြည့်ရင်အကုသိုလ်ဖြစ်မယ်လေစဉ်းစားကြည့်ပါသူတစ်ပါးအသက်ကိုတတ်တယ်ဆိုတာကိုဘယ်ဘာသာကရှင်းပြတော့ဟုတ်ပြီနော် အဲ့တော့သူတော်ဘာသက်ကိုတက်ချင်းက၆ချင်းသားကိုဘာသာတိုင်းကမချိုက်ဘူးလားချိုက်တယ်လေနော်သူတော်ဘာသက်ကိုတက်ချင်းက၆ချင်းသားကိုမချိုက်တဲ့ပုံကမရှိဘူးနော်သူတော်ဘာသက်ကိုတက်ချင်းက၆ချင်းသားကိုလည်းချိုက်တယ်တက်တာကိုသူကမချိုက်ဘူးနော်အဲ့လိုပဲသူများဥစ္စာကိုခိုးတာသူကမချိုက်ဘူးသူကမနဲ့တက်ဘူးဘယ်နိုင်ငံသားမဆိုဘယ်ဘာသာဝင်မဆိုခိုးတာကိုမချိုက်ဘူးအဲ့ခိုးချင်းက၆ချင်းသားကိုသူလည်းအားပေးတယ်လေအဲ့ဒီအရမ်းပဲကာမေသပ္ပဇာစားတာမုဒါဝါဒဥရမေရအတူတူပဲအဲ့တော့ ဒီ၅ပါးသီလဆိုတာတကယ်တော့ပစ္စည်းရပစ္စည်းကြောင်းเนาะဒုစရိုက်လုပ်ငန်းတွေဖြစ်တယ်အဲကြောင့်အဲ့ဒီ၅ပါးသီလဟာဖယားဟောမှကြည့်ရတာမျိုးမဟုတ်ဘူးဖယားဟောဟောမဟောဟောဘုရားဘာသာဟောဟောမဟောဟောလူသားတိုင်းเนาะကျင့်သင်ကျင့်လိုက်တဲ့လောကကျင့်ဝတ်တရားတစ်ခုသာဖြစ်တယ်ပေါ့။ဟောဒါကြောင့်ကျင့်ရင်ကုသိုလ်ရပြီးတော့မကျင့်ရင်အကုသိုလ်ဖြစ်မှာပဲ။ တဘာဝဓမ္မအတိုင်းသာနေအပြည့်အကျိုးရှိတာပါတဲ့။ဖယားပြောလိုက်လို့အပြည့်ရှိသွားတာမဟုတ်ပါဘူးတဲ့။ထို့ကြောင့်လူရိုးရဲ့ချက်ဖို့ကသီလတက်မှုသည်ဟိုဒါတို့စိုးစောကပြောခဲ့တယ်။ပစ္စနာတရိယကံ။နောက်ဘိက္ခုနီတုကဘိက္ခုနီမကိုဖြစ်စေရင်လည်းတရားမရဘူးနော်။ဒါသူတော်ကောင်းကိုဖြစ်စေလိုက်တာပဲ။ဒါအရိဘာဝရကံမဟုတ်လေရင်မဖို့ကိုတားမြစ်တတ်တော့အန္တရာယ်မဖြစ်သေးတာဒီ။နော်။အဲ့တော့ပစ္စနာပစ္စနာတရိယကံဘိက္ခုနီကိုဖြစ်စေတဲ့ကံအရိဘာဝရကံကမရှိ။ဒါတို့ တရားထုတ်လို့ရတယ်။အေးပစ္စံတိယကံရှိနေမယ်။မိကုဏီလူဒုက္ခကံရှိနေမယ်။ရိဝါဒကံရှိနေမယ်ဆိုရင်တော့တဲ့လူဖြစ်စေရဟန်းဖြစ်စေဒီဘဝမှာမဖို့မရနိုင်တော့ဘူး။ဒါပေမဲ့အရိဘဝကံပြင်လို့ရသေးတယ်နော်။ပစ္စံတိယကံနဲ့မိကုဏီလူဒုက္ခကံမရတော့တာအရိဘဝကံကျတော့ပြင်လို့ရသေးတယ်။တောင်းမယ်စကားပြောရင်ရသေးတယ်။တောင်းမယ်လေဆိုတဲ့နေရာမှာ तू ကတရှိတင်ညာရှိရင်တရှိတင်ညာသွားပြီးတော့တောင်းမယ်လားကောင်းတယ်။အကင်းအလန့်ဝင်းနေလို့နော်တောင်းမယ်လို့ခက်နေလဲဆိုရင်လည်း ရန်တဘာဘာစီမှာတောင်းပန်လို့ရရမှာရန်တဘာဘာစီမှာတပည့်တော်တော်ဘယ်ဆရာတော်ကြီးကိုဒီလိုမျိုးပြောခဲ့မှုပါတယ်ဆိုပြီးတော့ရန်တဘာဘာစီမှာဖွင့်ဟဝင်ခံပြီးတောင်းပန်တယ်ခြေပြောက်ပါတယ်တခါတော့ကဒကာကြီးတယောက်လည်းအဲ့လိုပဲသူတရားစခန်းဝင်ချင်တာတဲ့အဲ့ဆရာတော်ကြီးတပါဘောနော်သူပြင်မခဲ့ဘူးတာရှိတယ်ပေါ့အဲ့ခါတားအဲ့ဆရာတော်ကြီးကလည်းတိုးကြီးတယ်မတိုးကြီးတယ်မရောက်နေတယ်ပေါ့နော်သူလည်းမသွားနိုင်ဘူးဟိုဘာလည်းဘယ်လိုတောင်းမရမလဲရတယ်မှာအဲ့ဆရာတော်ဒီဘာဘာစီမှာသွားပြီးတော့အကျိုးအကြောင်းချောက်ပြီးတော့ဖွင့်အောင်ခိုင်တောက်မယ်လိုက်ရတယ်ပေါ့နော်သူပြောရတယ်။အေးစာထဲမှာလည်းအတိုင်းပဲလာပါတယ်နော်။ ဒါဆိုရင်ဒီနေ့ဖို့တော့ရကြအောင်မယ်ရှင်နော်ဒီဒီဒီဤကုသိုလ်ဤဘုဘာကကိုမိဘဆရာတန်ဃာတော်ပေါင်းထိုင်ခါတိုင်းကမပေါင်းနေပေါင်းနေတကွတရဝဟုသမ ्या တို့အားအများပြေပြေကြပါကုန်ညာကြပါစေကုန်သတည်းအာဓုသာဓုသာဓု